တော့ဒီ stat ထဲမှာပေါ့နော် printer ဆိုပြီးတော့ရိုက်ရှာလို့ရပါတယ်အဲ့လို printer ထွက်လာပါတယ်နော်အဲ့ printer တွေထဲမှာအခုကျွန်တော်တို့ရဲ့ POS printer ကိုရှာပါမယ် POS printer ကတကယ်လို့ဥမာပေါ့နော်ဒီမှာ printer ထဲမှာအခုဒီမှာနာမည်တွေရှိအဲ့ထဲကနေပြီးတော့ကိုချိန်မဲ့ printer ကိုမှန်အောင်ရွေးပေးရမှာပေါ့နော်ကိုတက်ထားတဲ့ printer ရဲ့နာမည်လေးကိုနောက်ခုသုံးခုရှင်းလဲအဲ့ရှိတဲ့ printer တွေကနေမှန်အောင်ရွေးပေးရပါမယ်ရွေးပြီးတဲ့အခါကျရင်တော်လေးနှိမ့်လိုက်မယ် printer ကိုနှိပ်ပြီးတဲ့အခါကျလို့ရှိရင်ဒီ printing preferences ပေါ့အဲ့မှာရှာကြည့်လိုက်မယ်အဲ့မှာရှာကြည့်တဲ့အခါအဲကျွန်တော်တို့ဒီမှာ paper site တွေရှိတယ်ခင်ဗျ paper site တွေက paper site တွေကဒီကိုသုံးမဲ့ site လေးတွေဒီတည်းရှိတဲ့ site တွေဒါမှမဟုတ်ကိုသုံးမဲ့ site လေးတွေယူပြီးလို့ရတယ်ပေါ့နော်ခုမှတကယ်လို့ကျွန်တော်တို့က ျွန်တော်တို့ဒီထုတ်တဲ့ voucher ရဲ့ site ကို꽌ကိုဒီ user တုံးတဲ့ site ထည့်ခြင်းနဲ့ဆိုလို့ရှိရင် custom site ထည့်ခြင်းနဲ့ user define လေးရွေးပေးမယ်82ကတော့ပြောင်းစရာမလိုခင်ဗျ82ကဒီတိုင်းပဲအရှိပေါ့ဒါဆိုဘယ်လောက်အရှိထားမလဲဘယ်လောက်ရှိထားမလဲဆိုရင်ဥပမာ၄လက်မဆိုလို့ရှိရင်100မီလီလောက်ရှိတယ်တကယ်လို့ကျွန်တော်တို့ voucher လေးက၄လက်မပဲရှိတယ်ဆိုရင်100မီလီပေါ့တကယ်လို့ကျွန်တော်တို့က၄လက်မမဟုတ်ဘူး 3လမ်းမလောက်ပဲရှိတာဆိုလို့ရှိရင်3လမ်းမကဘယ်လောက်ရှိလဲဆိုရင်86မီလီလောက်ရှိတယ်ပေါ့နော်အဲ86ပေါ့အဲ့တော့ကျွန်တော်တို့ကဒီမှာ site လေးတွေကိုတတ်မှတ်ကြည့်မယ်ပြီးလို့ရှိရင်အဲ့ site တိုင်းထုတ်ကြည့်တိုင်းပေါ့တကယ်လို့တိုးသွားတာရှိရင်ရှည်သွားတာရှိရဆိုဒီမှာလာပြီး adjust လုပ်လို့ရတယ်ပေါ့နော်ဥပမာကျွန်တော်90မီလီလောက်ရှိတယ်ဆိုပါဆိုအဲ90မီလီ size လောက်ကိုအဲ့ဒါလေးကိုကျွန်တော်တို့ထည့်ကြည့်လိုက်မယ်ပေါ့နော်အဲ့လိုတတ်မှတ်ကြည့်လိုက်မယ်ပေါ့နော်82 90ပေါ့နော် 80 90အဲ့လိုလေးသတ်မှတ်ကြည့်လိုက်မယ်နော်ဟုတ် AD. okay ကိုနှိပ်ကြည့်မယ်နော် okay ကိုနှိပ်ပြီးတော့သူကရွေးလို့ရတယ်ဆိုရင်တော့ခုနထည့်တဲ့ site လေးဝင်သွားပြီအဲ82မှာ90 82ရယ်90ရယ်ပေါ့နော်ဟုတ်အဲ့တော့မြက်က82အရှည်က90 mm ပေါ့လိုတိုးပိုလျှော်လေးလို့ရှိရင်အဲ့90လေးကိုတစ်ချက်ထပ်ချိန်ကြည့်ပါခင်ဗျာ